မြန်မာကိုနမည်နနမိတ်စီချထားတဲ့တောင်ရင်မြေရဲ့ကန်နဘေးတနေရာမှာပိုးဦးလူမျိုးတွေရဲ့အမှတ်အသားသင်္ကေတတွေရှိတဲ့စာသင်ကျောင်းဆောင်လေးတစ်လုံးရှိပါတယ်။ပိုးဦးလူမျိုးတွေရဲ့အထုအထိပ်ထားရာနှင်းနယ်လာကိုအစွဲပြုပြီးတော့တောင်ရဲ့နမည်ကိုသူရိယာစန္ဒာလို့မဲခေါ်ထားပြီးခင်ယူကင်ရဲ့အမျိုးသားအစည်းရုပ်ထိပ်ချုပ်ရာတမဟာခွန်နမည်ဖန်အခရိုင်ထဲမှာတည်ရှိတာပါ။ နယ်မြေမတည်ငြိမ်မှုတွေအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေကြောင့်ရှမ်းပြည်တောင်ပိုင်းကပိုအိုဒေတာကနေထွက်ပြေးရရှိလာတဲ့ပိုအိုကလေးငယ်တွေအတွေ့ရည်ရွယ်ပြီးတော့ပြီးခဲ့တဲ့2023-2024ပညာသင်နှစ်ကစပြီးအဲ့ဒီကျောင်းကိုတည်ဆောက်ခဲ့တာပါတက်တန်းနှစ်နှစ်သာရှိသေးတဲ့အဲ့ဒီကျောင်းလေးမှာကျောင်းသူကျောင်းသား24ယောက်ရှိပြီးကျောင်းဆရာဆရာမ6ဦးနဲ့လက်ပတ်နေပြီးပေအဖွဲအစည်းမှကုញီထောက်ပတ်မှုမပါပဲကိုထူကိုထားသဘောမျိုးနဲ့ခက်ခက်ခဲခဲလက်ပတ်နေရတဲ့ចောင်းတစ်ចောင်းဖြစ်တယ်လို့ ကျောင်းတာဝန်ခံခွန်မောင်ရိုင်းကအခုလိုပြောပါရယ်ကျွန်တော်တို့စာတီထောင်ခါစားလည်းဖြစ်တယ်ကျွန်တော်တို့အအများကြီးရုန်းကန်နေရတာပေါ့နော်အများကြီးရုန်းကန်နေရတယ်ကျွန်တော်တို့ဒီအဒီလူနေစုကပဲအကုန်လုံးအလုံးမှန်သမျှကိုလုံနေရတဲ့အခါအခါဆိုတော့ကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိတယ်ဗျအာနောက်ပြီးတော့ဒီဆရာဆရာမအင်အားတွေထပ်တိုးလာမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်အများကြီးအဆင်ပြေစေမှာဗျဟုတ်ကဲ့ ျွန်တော်တို့အခက်ခဲတွေကိုပြောတဲ့အခါမှာဟုတ်ကဲ့ဒီကျောင်းလေပတ်ဖို့ပေါ့နော်ကျွန်တော်တို့ဒီအာစာဝတ်နေရေးပေါ့နော်အကုန်လုံးကျောင်းအတုံးဆောင်ပစ္စည်းတွေလည်းပါမယ်ဆိုရင်တော့အခက်ခဲတွေကအပေါင်းဆုံးပဲပြကျွန်တော်တို့မှာဒီအဖွဲ့အစည်းတစ်ခုကအထောက်ပံ့ပြုထားတဲ့ပုံစံမျိုးမရှိဘူးပြဘယ်ဖွဲ့အစည်းကမှကျွန်တော်တို့လည်းအဲ့လိုပေးထားတာထောက်ပံ့ထားတာမရှိဘူးပေါ့နော်ကျွန်တော်တို့အခုလက်ရှိသွားနေတဲ့ပုံစံကဒီအာပြပရောက်ကျွန်တော်တို့ရဲ့ဒီပအိုးမှမဟုတ်ဘူးပေါ့နော်ပအိုးမှမဟုတ်ဘူးတခြားဒီကရင်တွေရောတခြားတိုင်းရင်းသားတွေရော ကျွန်တော်တို့ရဲ့အာအဲစူးစားရုံးကန်နေရတဲ့အခြေအနေကိုတို့မြင်တိမြင်ပြီးတော့မှတို့လဆင်ထောက်ပံ့တဲ့လူပုဂ္ဂိုလ်တွေတချို့ဆိုလည်းအဖွဲ့အစည်းအနေနဲ့ထောက်ပံ့တာတွေလည်းနည်းနည်းချင်းစီတော့ရှိတယ်ဗျအော်အဲ့ဒီဟာနဲ့ပဲကျွန်တော်တို့လဆင်ပေါ့နော်စာဝတ်နေရေးကိုဖြည့်ရှင်းပြီးတော့သွားနေရတာဗျအသက်ရွယ်ဆိုရရှိနေတဲ့ကျောင်းသူကျောင်းသား24ယောက်မှာအမျိုးသမီး12ယောက်နဲ့အမျိုးသား12ယောက်ပါဝင်ပြီးတော့ကျောင်းသူကျောင်းသားတွေနေဖို့ယာယီအဆောင်တဲအိတ်လေးနှလုံးနဲ့ကျောင်းဆက်တင်ကျောင်းတစ်လုံးသာရှိတာပါ။ အလဲတန်းကစပြီးအထက်တန်းထိတင်ကြပေးနေတဲ့စာသင်ကျောင်းဆောင်လေးမှာအတန်းလိုက်စာသင်ခန်းဆောင်မဖွင့်နိုင်သေးတာကြောင့်ဟောခန်းဆောင်လို့ဖြစ်နေတဲ့ကျောင်းဆောင်ကိုသူ့အတန်းလိုက်အပြာရောင်ပိတ်စာတွေနဲ့ကန့်လန့်ပိုင်းကစာသင်ကျားနေကြရပါတယ်အဲ့ဒီစာသင်ကျောင်းအနီးအနားမှာ KECD တင်ယူတွေနဲ့ဖွင့်လှစ်ထားတဲ့အထက်တန်းကျောင်းတွေရှိပေမဲ့လည်းသူတို့ရဲ့ပို့အိုစာပေနဲ့ရိုးရရင်ကျင်မှုကပါသင်ကြားထိပ်သိမ်းလိုရာကြောင့်အခုလိုတည်တန်းကျောင်းကိုတီထောင်သင်ကြားပေးရတာဖြစ်တယ်လို့လဲကျောင်းတာဝန်ခံခွန်မရန်ကဆက်ပြောပါရယ် ကလေးတွေရဲ့အများစုပြဿနာတွေကြတော့အခုလက်ရှိ ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာနေတဲ့အတွက်အကြောင်းဒီနိုင်ငံနိုင်ငံရေးရဲ့အချုပ်ထွေးတွေကြားတဲ့ကကျွန်တော်တို့ဒီအာတိန်ချောင်ရတဲ့ကလေးတွေပေါ့နော်တချို့ဆိုလဲအိုးအိမ်မရှိတော့တဲ့ကလေးတွေမိဘမစုံတင်တော့တဲ့ကလေးတွေအများစုအရင်ဦးဆုံးရောက်လာကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အာဒီရွေးချက်ကတော့သူတို့အတွက်တည်တံ့ပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကလည်းဒီပို့တမျိုးသားလုံးကိုအာပို့တမျိုးသားလုံးအတွက်ကိုစားပြုနိုင်မဲ့ပညာရေးတစ်ခုပေါ့နော်ကျွန်တော်တို့အဲ့လိုကွန်ဆန်မျိုးနဲ့တွားနေတယ်ပေါ့ အာကျောင်းစာအပြင်ပေါ့နော်ကျောင်းစာမှာလည်းကျွန်တော်တို့ခုနအာဘာသာရခုနှစ်ခုရှိတဲ့အထဲမှာကျွန်တော်တို့ပို့ဘာသာလည်းရှိတယ်ပါတယ်ပေါ့နော်ပို့ဘာသာထဲမှာကျွန်တော်တို့ဗာတင်လဲဆိုတော့ကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့ပို့တမိုင်းကျောင်းတွေပေါ့နော်အစဉ်အဆက်အာစူးစားရုံးကန်ခဲရတဲ့တမိုင်းကျောင်းတွေပြီးတော့အောင်မြင်ခဲရတဲ့ဟာတွေဆုံချုံခဲရတဲ့ဟာတွေနင်နာခဲရတဲ့အကြောင်းတွေပေါ့နော်အာတမိုင်းတွေကိုအဓိကတင်ပေးတယ်ပြီးတော့စာပေဘာသာစကားကိုပြောတတ်ဆိုအပ်တတ်ရေးတတ်ဖတ်တတ်အောင်လို့တော့တင်ပေးတယ်ကျန်တဲ့ကြားတဲ့အချိန်ကျောင်းပေးရက်တွေမှာဆိုလဲ ာတချို့လူတိုင်းပေါ့နော်ကလေးတိုင်းလည်းဒီကျွန်တော်တို့ရိုးရာဘုံမောင်းဟိုတီးတက်ဖို့အတွက်လည်းကျွန်တော်တို့ဘုံမောင်းနေတီးတက်တီးတက်အောင်အဲ့လိုပေါ့ပိုးရဲ့ရိုးရာငေါ့ဘာလို့စကားအလင်္ကာတွေလည်းအဲ့လိုပေါ့ယူတက်ဖက်သက်အောင်လို့တော့အဲ့လိုတင်ပြတာလည်းရှိတယ်ဗျ KECD တင်ယူညွန်တန်းအတိုင်းတင်ကြပေးသလိုပိုးစာပေနဲ့ယဉ်ကျေးမှုကိုပါထပ်သွင်းတင်ကြပို့ချပေးပါတယ်ဒါပြင်နှစ်စင်ကြောင့်တည်းရဲ့ဝှစားစင်ရဲ့နေရာမှာလည်းအဖြူရောင်ရှက်အင်ဂျီနဲ့ နက်ပြာရံပေါင်းပြီးစကတ်တူကိုဝှစ်ဆင်ကြရသလိုပိုအိုရိုရဝှစ်ဆုပ်ဝှစ်ဆင်ရမယ်နေ့လဲတမန်ထားပါရယ်နိုင်ငံရေးအခြေအနေတွေကြောင့်စားကိုလှုပ်လှုပ်လက်မတင်ကြရပဲရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့ကနေရွှေပြောင်းရောက်လာတဲ့နန်းဟွန်စီကဒီကြောင့်မှလှုပ်လှုပ်လက်စားတင်ရတာကိုကြေနပ်နေသူပါဟိုဘက်ကျောင်းကအခုနိုင်ငံရေးရှင်နေဆိုလဲလှုပ်လှုပ်လက်တက်ရမျိုးမရှိဘူးဒီမှာကျောင်းလှုပ်လှုပ်လက်လှုပ်လှုပ်လက်တက်ရပါဘောရှင်ပြီးတော့ဒီကစာပူတင်စာတင်ရလဲပိုလှုပ်လက်တယ်လို့ခန်းစားရဟုတ် နောက်ကျောင်းမှနေရတော့ပါเนาะဒီလိုပအိုးစာမျိုးတို့ထိုင်းစာမျိုးတို့မတင်ရဘူးပေါ့ခုကျတော့ကိုယ့်ရဲ့တိုင်းသားစာဖြစ်တဲ့ပအိုးစာလေးတို့ပြန်တင်နေရပါဘောเนาะအဲ့ဒီပအိုးကျောင်းကလေးမှာရှမ်းမြတောင်ပိုင်းတောင်ပေါ်ဒေသကရောက်ရှိလာတဲ့ပအိုးကလေးငယ်တွေပါဝင်တယ်လို့မြေပြန့်ဒေသကရောက်ရှိလာတဲ့ပအိုးကလေးငယ်တွေလည်းပါဝင်ပါတယ်ခွန်ကျော်စင်လက်ကတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုတိုက်ရှောင်ရင်ဒီကျောင်းမှာဆက်လက်ပင်ရတင်ယူနေတယ်လို့ပြောပါရယ်။ရမန်ဆိုရင်ညနေပြည့်ဆိုရင် အပြင်ဒီထွက်ရမှာပြီးတော့တခါတည်းဆိုရင်စစ်စစ်တာခေါ်တယ်လို့တတင်းကြိုင်းတော့ချော့ပြေးအဲ့အဲ့မှာဆိုရင်တော့ကြောင်းကြောင်းနဲ့ပတ်သက်တော့တင်တယ်ဥမာစစ်တာခေါ်တယ်လို့ကြားရင်တော့ဥမာအမေကအိမ်မှာမပြေးနေဘူးနော်ဟိုလဲမှာတော့ခံအဲ့လက်ရှိမှာတော့ရရှိထားတဲ့ဝင်ကြီးထောက်ပံ့မှုတွေနဲ့ចောင်းသူចောင်းသားတွေဆရာဆရာမတွေနေထိုင်ဖို့ အဆောက်အအုံတွေကိုထပ်မံတိုးချဲ့နေသလိုအကစားလုပ်တဲ့နေရာနဲ့စာတင်ကျောင်းဆောင်ကိုပါတိုးချဲ့နိုင်ဖို့ကုရင်ထောက်ပံ့မှုတွေလိုအပ်နေသေးတယ်လို့ဆိုပါရယ်။သူရိယစန္ဒာစာတင်ကျောင်းလေးဟာခြုံကြပြီးတင်းငဲ့နေသေးပေမဲ့ပို့အုပ်တစုပညာရေးကနေပို့အုပ်အမျိုးသားပညာရေးအထည်သို့ရောက်ရှိဖို့ခန္ဓာကြီးကျယ်တဲ့အိမ်မက်မြုံမှန်ချက်အပြင်နဲ့ရှင်းတန်းနေတာဖြစ်ပါရယ်။